ကောင်းကင်အရှင်ချင်းရွှေဒီဖိုးကြီးကမင်းကိုကူညီပေးမယ်ဝူလိုချန်ရဲ့မျက်လုံးလေးကလည်းတောက်ပသွားပြီး နောက်ကနေလိုက်သွားပါတယ်ရှမ်ပိုကိုအသက်ဘေးရနေရကနေသူကကက်တင်ဖို့ပါရှမ်ပိုရဲ့ဥယျာပြားလည်းထုံကျင်သွားပါတယ်ကောင်းကြီးဘုံနဲ့ပဲပြုတ်ခွဲသွားတဲ့အချိန်ကလွယ်လို့ထိုတိုက်ပွဲကသူ့ရဲ့ဘဝရဲ့အနည်းအရှိဆုံးတိုက်ပွဲဖြစ်နိုင်ပါတယ်ဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လုပ်ခဲ့ပြီးတော့ဆုတင်ပါတယ်ရှင်းမာချင်းရွှေနောက်မှလာမင်းဖိမှန်စောင်းမွေအပေါ်မှာမီတော့တခင်ရှောင်းတင်းမို့လုံအောင်အခွင့်အရေးမရှိတော့ပါဘူးအနည်းငယ်ကြုံတွေ့ရတဲ့အချိန်မှာရှမ်ပိုရဲ့ဆွမ်းထက်တဲ့ကောင်းကြီးမူလဆွမ်းရင်းကသူ့ရဲ့ခန္ဓာကနေထွက်လာပြီးအသားစီးများစွာဖြစ်တည်လာပါတယ်ငါဒီခက်ခဲကိုကျော်လွှားနိုင်ရင်ရှင်းတတ်နိုင်တယ် ကောင်းကင်မူလဆွေရင်ကသူ့ကိုဝင်ရထားတဲ့အချိန်မှာလာမင်းဖိမှန်ဆောင်မွေရဲ့ရှီအောင်နှဖျားလမောင်းကရောက်ရှိလာပါတယ် ဒိုင်းကနေအတန်တစ်ချက်နဲ့အတူကောင်းကင်မူလာအစအတားစီအလုံးကလည်းပျက်စီးသွားပါတယ်ထိုအချိန်မှာပဲချင်းရွှေရရောက်ရှိလာပြီးအနီအောင်လက်စီးလေးကိုယူဆောင်လာပါတယ်စူညံတန်နေနဲ့အတူရွှံပေါ်ကချက်ချင်းပဲသွေးများအထွက်လာပါတယ်မိတော့တခင်ရဲ့ကောင်းကင်အစိပ်ပိုင်းနေရာရောက်ရှိလာတဲ့အခါရွှံပေါ်ရဲ့ခန္ဓာကိုယ်ကပြိုကွဲသွားပါတယ်မူလာဝိညာဉ်ကလည်းထွက်ပေါ်လာပြီးပြိုကွဲလို့နေပါဖြစ်နေရင်ပဲရွှေရောင်ဝေယုံတထေကတဲရောက်မှုတွေကိုတောက်လျှောက်ခံနိုင်ရှိစေခဲ့ပါတယ်နောက်ဆုံးမှတော့ဝေယုံကလည်းပျက်စီးသွားပါတယ်ထိုပြင်းထန်တဲ့တုန်ခါမှုကြောင့်လေဟာနယ်ပြိုကွဲမှုကပုံမှုပြီးတော့ကျေပြန်းလာပါတယ်ကီလိုမီတာ1000ကျော်ရှိတဲ့လေဟာနယ်ကပျက်စီးခြင်းနယ်ပယ် တစ်ခုဖြစ်သွားပါတယ်ကျင်းကျန်းသူအမြောက်များလည်းအထဲမှပိတ်မိနေပါတယ်ရှေးအောင်နှဖျားမီးဘိုကဝန်လင်းရဲ့ပလက်မှာပေါ်လာပြီးသူကနေရာတွေကိုအဆမပြတ်ပြောင်းလဲနေပါတယ်ဒိုးရတဲ့သူ့ရဲ့မျက်လုံးတွေကတော့အခွင့်အရေးကိုဆုံးမြုပ်နေလာမင်းဖိမ့်မဆုံးမြုပ်ရုပ်ပဲစူးစိုက်ပြီးတော့ကြီးနေပါတယ် ထိုးအချိန်မှာဂျပန်ကအပြောင်အဝေးုံနဲ့အမျိုးသမီးကိုဝင်ရနေပြီ။သူမကဘာပြဿနာမှမရှိပါဘူး။သူမကဖေရရွှေရောင်အလင်းရလည်းဘာမှမဖြစ်ပါဘူး။မျက်နှာမှာတော့အစ်စရဲအမူအရာနဲ့ပါရှေ့ရမြေခွင်းကိုကြည့်ပြီးသူမကတပြင်းကိုချလိုက်ပါတယ်။ဝလင်းကိုကြည့်လိုက်ပြီးရှုပ်ထွေးတဲ့အကြည့်တွေကမျိုးလုံးထဲမှာဖြစ်ပြီးသွားကတီလိုပြောလိုက်ပါတယ်။နောက်တစ်ခါပြန်တွေ့တဲ့အခါအရှင်ကကျမကိုမှတ်မိပါမလား။ဂျပန်ကတိုက်ပွဲတစ်လျှောက်လုံးမှာတင်မင်းရဲ့အချိန်ဝါတွေကိုဆွေးယူထားပါတယ်။ယခုတော့တင်မင်းရဲ့အချိန်ဝါတွေကပြန့်နှံ့သွားတာကြောင့်ဂျပန်ကမြို့ခိုးရည်နဲ့ဖုံးခံထားရသလိုပါပဲ။ ကျောက်စင်းတို့လက်ကိုမြှောက်လိုက်ပြီးရှီကရွှေအောင်အလောင်းကိုညှို့ပြကာတူတူလေးပြောလိုက်ပါတယ်တစိမ့်ဖွင့် ထူစကားနှလုံးကထပ်ပေါ်လာတဲ့အချိန်မှာရုံလုံးပေါ်လာတဲ့ရွှေရောင်အလောင်းပို့ကိုကြောက်တဲ့ထူးဆန်းတဲ့ဒဇိန်တစ်ခုအဖြစ်ပြောင်းလဲသွားပါတယ်ရွှေရောင်အလောင်းကလည်းတွန်းခေါက်သွားပြီးခေါင်းပေါ်ကလက်ဖက်စာလေး၅ခုကလည်းရပ်တန့်သွားပါတယ်ရွှေရောင်အလောင်းရဲ့မျက်လုံးတွေကတောက်ပတ်လာပြီးငကားရဲ့အော်တန်ကပါဇက်ကနေထွက်လာပါတယ်သူ့ရဲ့ခန္ဓာကိုယ်ကမမျှော်လင့်ပဲကျေပြန်းလာပြီးချက်ချင်းပဲငကားတစ်ကောင်အဖြစ်ပြောင်းလဲသွားပါတယ်ထူရာစစ်မှန်တဲ့ငကားပါနီးပညာမဟုတ်ပါဘူးအသားရည်နဲ့အသွေးသားရှိပါတယ်ငကားရဲ့အခြေခွန်တွေကလည်းတောက်ပွားနေပြီးအော်တန်နဲ့အတူချက်ချင်းပဲထွက်ပြေးသွားပါတယ်အပြောင်အဝေးုံနဲ့အမျိုးသမီးကလည်းတပင်းကိုချလိုက်ပြီးဝေးတဲ့နေရာဝန်လင်းကိုကြီး လိုက်ပါတယ်ပြီးတော့သူ့ရဲ့ခန္ဓာကိုယ်ကဖိဖိနဲ့ပြောက်ကွယ်သွားပါတယ်ရွှေရောင်နဂါကအော်တန်နဲ့တူထပေးသွားပြီးတိုက်ပွဲပြင်းပြင်းထဲကိုတက်တက်တိုးဝင်သွားပါတယ်သူ့ရဲ့ခေါင်းပေါ်ကဝိုင်းရောင်လက်ဖက်စာလေးငါးခုကလည်းပြန်ဝင်နေပြီးနှင်းနှင်းလိုက်ပါတယ်ရောက်ရှိလာတဲ့အချိန်မှာရွှေရောင်နဂါကတော့ပါလာပြီးရှီအောင်အော်တန်တို့ကကဘာတော်အမ်းမှာပဲတင်ထပ်သွားပါတယ်အစိတ်မီတော့အဝိုင်းရောင်လက်ဖက်စာလေးငါးခုထဲကတစ်ခုကမီတော့တွေကိုထုတ်လုပ်ပြီးချက်ချင်းပဲနဂါကမီတော့ပင်လယ်နဲ့ဝင်းရံခံလိုက်ရပါတယ်ထုံမီတော့တွေကတော့အစိတ်တွေပါ ထိုအစိတ်ရက်ဆောင်းကိုမမြင်အောင်နိုင်ပါဘူးနီးကပ်လာတဲ့အခါပျောက်ကွက်လိုနီးပါးဖြစ်နေတဲ့ရွှံပေါ်ရဲ့မူလာဝန်းကျင်ကိုဝင်းရလိုက်ပြီးထွက်ပြေးပါတော့မယ်ဒူဝါရင်ထိုအချိန်မှာပဲမပြောင်းလဲတဲ့သသားပြားကြီးကနေကွဲအတန်တစ်ခုကထပ်ပေါ်လာပြီးအကွဲချောင်းတစ်ခုကပေါ်လာပါတယ်အစိမ်းရောက်အလင်းတစ်ချမ်းနဲ့အတူလူတစ်ယောက်ကလည်းထွက်လာပါတယ်ထိုလူကအစိမ်းရောက်ဝေးဝံဝထားပြီးကြီးကောင်းပါတယ်သူကထပ်ပေါ်လာတဲ့အခါပြုံးလိုက်ပြီးရွှေရုံငကားစီးကိုချက်ချင်းပဲချင်းကပ်သွားပါတယ်ပြီးတော့လက်ဒစိတစ်ခုကိုဖိလိုက်ပြီး၎င်းကိုညှို့လိုက်ပါတယ်မော်ဆန်နဲ့သသားပြားကြီးတစ်ခုကရုတ်တရက်ပေါ်လာပြီးရိုက်ချလိုက်ပါတယ်ဒီဖိုးကြီးရောကောင်းဝင်းတခွင်ရှေးအောင်မိသားစုတွေရဲ့ အကြီးကဲ၉ယောက်မြောက်ပင်မင်းတို့ဘယ်လိုလုပ်ပြီးတော့ထပင်းခွင့်ပေးရမလဲရွှေအောင်ငကားကလည်းမော်ဆန်နဲ့တသားပြကြီးတောက်တာစီခံလိုက်ရပေမဲ့မျိုးလုံးနေရတောက်ပလာပါတယ်သူကပါဇက်ကိုဟားလိုက်တဲ့အခါမြေမဲတွေကထွက်လာပါတယ်ထုံမြေမဲတွေကအလုံးမဆွန့်ထက်တဲ့တင်မင်းရဲ့အရှင်ဝါရီနဲ့ပြင်းနေနေပါတယ်မြေမြုပ်ချင်း အစိမ်းရောဝေယုံနဲ့အဖိုးကြီးရီမူစီရဲ့ညာလက်ကလက်တစိပုံစံပြောင်းလဲသွားပြီးလီဟန်နေကိုရိုက်ချလိုက်ပါတယ်။မူကျွပစ်တန်နေရလဲပစ်တင်ထသွားပြီးမှုတိုင်းတစ်ခုကဖြစ်တိလာပါတယ်။ရှေးကိုတလန်ထုတ်လိုက်ပြီးလမောင်းလေးကိုဝင်လိုက်တဲ့အခါသူ့ရဲ့နောက်မှာမြေမာတဲ့တစ်သားတွေကပေါ်လာပါတယ်။ထုတ်တစ်သားတွေကထူထပ်စွာနဲ့ရှိနေပြီးအတားစီတစ်ခုကချက်ချင်းပဲဖြစ်တိလာပါတယ်။ ်မင်းရောထွက်ပြေးလို့မရဘူးရီမူစီကပြုံးလိုက်ပြီးညာလက်ကိုဖွင့်ရန်လိုက်ပါတယ်သူနောက်ကတစ်သားပြားကြီးတွေကထွက်ပြန်သွားအောင်ရွှေအောင်နဂါကစရိုက်ကိုတွန်းဆုပ်နေရပါတယ်ထိုအချိန်မှာဝူဒိုချန်ကကုညီဖို့အတွက်ချင်းကက်လာပြီးမှချင်းရွှေရအစ်ဆက်ဆောင်နဲ့နှာခေါင်းရှုပ်လိုက်ပြီးအနီရောင်လက်စီတစ်ခုကိုထွက်လွှတ်လိုက်ပါတယ်မီရောတခင်ရလည်းထိုအခွင့်ကိုအသုံးချလိုက်ပါတယ်သူ့ရဲ့လက်ကိုလှောက်ရှားလိုက်တဲ့အခါကောင်းလေးပုံအစိပ်ပိုင်းနေနဲ့ဖဲစီထားတဲ့ဝေကရကအစာပေါင်းများစွာပို့ပြီးတော့ကြီးလာပါတယ်ဒါအပြင်လာမင်းဖိမှန်ဆောင်းမွေကဖဲစီထားတဲ့ရှီအောင်နှဖျားရဲ့လမောင်းကလည်းရောက်ရှိလာပါတယ် ဒူဝါရင်လာမင်းဖိမန့်ဆောင်းမွေကသူ့ရဲ့စင်ကြုံတရားကိုဆွရှုံသွားပါပြီ။ရှွမ်ပေါ်ကိုပဲသူကမုန်တီးနေရမဟုတ်ပါဘူး။အခြားလူတွေကိုပါထိခိုက်စေပါတယ်။ ရှီယောင်းနှဖျားရဲ့လမောင်းကရောက်ရှိလာတဲ့အချိန်မှာလာမင်ဖိမန့်ဆောင်းမွေကပါဇက်ကိုဟပြီးတော့ရှူရှဲလိုက်ပါတယ်။အရန်ဝပြင်းထန်စွာရှူရှဲလိုက်တာကြောင့်သူ့ရဲ့ခန္ဓာကိုယ်ကတော့တုန်ခါသွားပါတယ်။ရှီယောင်းနှဖျားရဲ့အရာအလုံးကရှီယာရာအလုံးကိုဖိရှားလိုက်ပြီးရှူယောင်းနှကောက်ကိုဆွဲယူလိုက်ပါတယ်။ရှူယောင်းနှကောက်ကိုခြိုင်နိုင်ရင်ရှီယောင်းနှဖျားလက်မောင်းကအမြန်ဆန်နဲ့တွန်းဆုတ်သွားပြီးလာမင်ဖိမန့်ဆောင်းမွေရဲ့ပါဇက်ထဲကိုပစ်ထည့်လိုက်ပါတယ်။ရှီယောင်းနှဖျားလက်မောင်းကအမြန်ဆန်နဲ့နောက်ဆုတ်သွားပြီးလာမင်ဖိမန့်ဆောင်းမွေရဲ့ပါဇက်ထဲကိုပစ်ထည့်လိုက်ပါတယ်။လာမင်ဖိမန့်ဆောင်းမွေအတွက်ကတော့သူ့ကိုဒဏ်ရာရရှိတဲ့ကြီးကြပ်သူကိုတတ်ယုံနေသူကမလုံလောက်ပါဘူး။ထို့ကြီးကြပ်သူရဲ့ အသက်ဆွမ်းအုပ်ကိုဖိဖိနဲ့ဆုပ်ယူပြီးတော့ခြေဖက်ပြစ်မှာပါ။ရွှေရောင်နှကောင်းကိုမြူချလိုက်ပြီးတဲ့နောက်လာမင်းဖိမှန်ဆောင်းမွေကအရင်လိုကြီးလင်းပြတ်တမ်းမှုမရှိတော့ပါဘူး။ရှင်းကိုတိုးမသွားတော့ပဲလီဟာနဲ့ပြုတ်ကွဲမှုကြောင့်ဖြစ်ပေါ်လာတဲ့ဝေကက်ထဲကိုဝင်သွားပါတယ်။ဝေကက်ထဲကိုဝင်သွားတဲ့ဆိုတော့လီဟာနဲ့ပြုတ်ကွဲမှုအောက်ကလီဟာနဲ့ထဲကိုဝင်သွားတာပါ။သူရုတ်တရက်အပြောင်းလဲကြောင်းချင်းရွှေရဲ့မျက်လုံးများတောက်ပသွားပါတယ်။ကောင်းကင်ဘုံနယ်ပယ်မှာဖြစ်ပျက်ခဲ့တဲ့ပြောင်းလဲမှုတွေအကြောင်းသိရဖို့အတွက်ရွှံပေါ်ရဲ့မူလဝန်းကျင်ကိုရယူဖို့သူကဆုံးဖြတ်ထားပါတယ်။ရွှေအောင်ငကားနဲ့ရွှံပေါ်တို့က လာမင်းဖိမ့်မှန်ဆောင်းမွေရဲ့ဗိုက်ထဲကိုရောက်သွားတော့မြင်လဲရပြီးရဲ့နောက်လာမင်းဖိမ့်မှန်ဆောင်းမွေရဲ့ရှူဆိုင်အောက်အုံချကသူ့ရဲ့ပါဇက်ကြီးထဲကိုဝင်သွားပါတယ်ချင်းရွှေတယောက်တည်းကမဟုတ်ပါဘူးဝူရိုချန်အလေဆွမ်နန်တို့ကလူဖြစ်ပြီးရွှံပုံနဲ့သူကစန့်ရေကောင်းပါတယ်သူကတော်မြောက်ကိုအန်ချိတ်ထားရင်လာမင်းဖိမ့်မှန်ဆောင်းမွေရဲ့ပါဇက်ထဲကိုဝင်သွားပါတယ်ဝင်လင်းရဲ့မျက်လုံးတွေကလည်းတောက်ပသွားပါတယ်သူကထိုအခွင့်ရေးကိုစောင့်နေရပါ ုံးဆုံးနေချိန်မရှိပဲသူ့ရဲ့ခန္ဓာကိုယ်ကနေမိုးကြိုးစီးကြောင်းများထွက်လာပြီးမိုးကြိုးရဲ့အမြန်နှုန်းကိုအသုံးချကာလာမင်းဖိမှန်ဆောင်းဝေးစီကိုတိုးဝင်သွားပါတယ်မိရောက်တခင်ကလည်းခဏတာတုံးဆုံးနေပြီးအဖိုးကြီးရီမူစီရဲ့မျက်လုံးတွေကတော့တောပနေပါတယ်တစုံတရာကိုစဉ်းစားနေတဲ့ပုံရပြီးလာမင်းဖိမှန်ဆောင်းမှုရဲ့ဗဇက်ထဲကိုဝင်သွားပါတယ်ယခုချိန်မှာယခုချိန်မှာလာမင်းဖိမှန်ဆောင်းမှုရဲ့အီယာမခန္ဓာကိုယ်ရဲ့အများစုကအကွဲကြောင်းတွေကိုဝင်ရောက်သွားပြီးဗဇက်ကလည်းပိတ်သွားပါပြီးထိုလီဟာနေရနေလေပြတ်ကွက်သွားပါတော့မယ်ဝလင်းကလာမင်းဖိမှန်ဆောင်းမှုစီကိုချင်းကပ်သွားပြီးသူ့ရဲ့အီယာမခန္ဓာကိုယ်ပေါ်ကိုဆင်းသက်လိုက်ပါတယ်သူ့ရဲ့ခြေထောက်နဲ့ဆောင်းလင်း င်းလိုက်ပြီးလာမီမိမတ်ဆောင်းမွေရဲ့အထွေထဲကိုဝင်ရောက်ပါတော့မယ်မိတော့တခင်အားဝင်လင်းကိုမြင်လိုက်ရပါတယ်သူကတပင်းကိုချလိုက်ပြီးအချိန်မဖြုံးတော့ပဲလီဟာနေထဲကိုလန်လန်တဲ့အခါလက်တီးဆိုးရဲ့ကောင်းလေးပုံအစိပ်ပိုင်းတစ်ခုကသူ့ရဲ့လက်ထဲမှာပေါ်လာပြီးဝင်လင်းစီးကိုပြပေးလိုက်ပါတယ်မင်းရောအကြီးအကျယ်ပံ့ပိုးပေးခဲ့တယ်ဒီပစီရောမင်းကိုဘေးကင်းစေလိုက်မယ်ဒါနဲ့ငါမင်းရဲ့တီနီယာကိုရှာထွေးနိုင်ပြီမင်းနဲ့ချင်းရွှေကိုလည်းကယ်တင်နိုင်လိမ့်မယ် သူကဝင်ရောက်ဖို့ဆွလွတ်လိုက်ပါတယ်ကောင်းကင်တခွင်နဲ့မဟာမိတ်တပ်တွေကြားစစ်ပွဲကြီးကိုကြီးကြပ်ရပါဦးမယ်ဝလင်းကဘာကြောင့်လာမင်းဖိမှန်ဆောင်းမွေရဲ့အထွေပိုင်းလေးကိုဝင်သွားလဲဆိုတာမိရောက်တခင်ရလဲနားမလဲပါဘူးချင်းရွှေကိုကဲတင်ချင်လို့အတွက်ပဲသူကယူဆနိုင်ပါတယ်ဒီကလေးမှာအခြားအတွေးတွေဟာရှိကောင်းရှိနိုင်တယ်ဝလင်းကချုပ်သွားတဲ့ကောင်းကင်ဘုံအစိပ်ပိုင်းကိုဖမ်းယူလိုက်တဲ့အချိန်မှာမိုးချိုသားရဲ့အချိန်မှာကိုချက်ချင်းပဲခန်းစားလိုက်ရပါတယ်။အထဲမှာရစိတ်ခတ်ထားတဲ့အစွမ်းထက်တဲ့မူလဝိညာဉ်အပြင်မိုးချိုသားကြီးကလည်းရှိပါတယ်။ဂျေဇုတင်ပါတယ်အကြီးကြီး ဝလင်ကပြောလိုက်တဲ့အချိန်မှာသူ့ရဲ့ခန္ဓာကိုယ်ကပြက်ကွက်သွားပြီးလာမင်းဖိမ့်မတ်ဆောင်းမွေရဲ့အထွန်းထဲကိုဝင်ရောက်သွားပါတယ်ထိုအချိန်မှာလာမင်းဖိမ့်မတ်ဆောင်းမွေကဝဲကြီးရဲ့ထဲကိုလုံးဝနစ်မြုပ်သွားပါတယ်ဒါဝရင်သူ့ရဲ့ခန္ဓာကိုယ်ကရံဦးမှကြီးမားလာကြောင်းဝဲကြီးရဲ့ကိုပို့ပြီးတော့ခြေပြန်းစေပြီးပြုတ်ကွဲမှုတွေကိုပုံမှုပြီးတော့ခြေပြန်းစေပါတယ်လီဟာနေရလည်းစူညံတန်နေတဲ့အတူပြုတ်ကွဲသွားတဲ့အခါမီရောတခင်ကတပင်းုံချလိုက်ပြီးပြန်ကျင်းနေတဲ့ကောင်းဝဲတခွင့်ကျဉ်းကျဉ်းသူတွေကိုရှာဖွေဖို့အတွက်ပြန်လှည့်သွားပါတယ် ထိုတိုက်ပွဲအပြီးမှာမြောက်ပိုင်းထိသားတိုက်ပွဲမြင့်ပင်ရာပျက်စီးရရင်သွားပါတယ်။ပုံဝင်ကျင့်ကီလိုမီတာထောင်လဲချီတဲ့နေရာတာမင်းနေမကြီးဖြစ်သွားပါတယ်။အလဲဘဟုဝဝေကီရကလည်းမြန်ဆန်တဲ့လေပန်းနေပါတယ်။မြင့်မုံတွေအမြောက်အများကလည်းရှူဆိုင်ခံရပြီးပြတ်ကွက်သွားပါတယ်။ထိုတိုက်ပွဲမှာအနိုင်ဆုံးဆိုတာမရှိပါဘူး။ကောင်းကင်းတခွင်နဲ့မဟာမိတ်နှစ်ဖက်စလုံးအတွက်တစ်ဖက်နဲ့တစ်ဖက်ဆန်သက်ကြည့်ရပါ။ထိုဆန်သက်မှုရဲ့တံမှုကအလွန်မှမြင်ပါပါတယ်။ကျဉ်ကျန်သူထောင်ချီပြီးတည်ဆုံမှုကြောင့်နှစ်ဖက်စလုံးကခဏတရပ်တန့်သွားကြပါတယ်။နော်ရိုဂျင်တိုက်ပွဲအတွက်ပြီးပြည့်စုံတဲ့ပြင်ဆင်မှုတွေကိုလုံးဝကြားသလိုပါပဲ။ကောင်းကင်းတခွင်ဘက် မှကြီးညက်သူအမြောက်အများတွန်းဆုတ်သွားပြီးအနောက်ပိုင်းနဲ့မြောက်ပိုင်းဒေသကြားမှာစူဝေးကပြန်လည်ကောင်းမွန်လာဖို့အတွက်လှုံ့ဆော်နေကြပါတယ်။မဟာမိတ်ဘက်ကတော့လုံအောင်တိုက်ဆင်းနေပေမဲ့ထိုတိုက်ပွဲရဲ့သတင်းတွေကမဟာမိတ်တခွင်လုံးကိုပြန့်နှံ့သွားပါတယ်။ထိုနေ့မှဝဂရက်ဘေးမှာလူတယောက်ကပေါ်လာပါတယ်။သူကစံဖြူတွေနဲ့ဝါယံဝေးုံကိုဝစ်စင်လာပါတယ်။ဝလင်ရတာရှိနေမှဆိုရင်သူ့ကိုခွာလုံအဖြစ်မှတ်မိမှာပါ။ခွာလုံကလီဟာနေထဲမှာတငိမ့်စွာနဲ့ပြန်ဝင်နေပြီးအောက်ကဝဂရက်ကိုကြီးနေပါတယ်။အစွမ်းထက်တဲ့ရှူဆိုင်အားသူ့ရဲ့နားကိုရောက်လာတဲ့အခါပြုတ်ကွဲသွားပါတယ်။ဒီစံသက်တိုက်ပွဲကအနာ ိုင်ရှုံးမရှိသလိုထင်ရပေမယ့်အမှန်တကယ်မှာတော့မဟာမိတ်တပ်တွေဟာရှုံးနေသွားတာဟ ဟွန်လွန်ကတိုက်ပွဲပြင်းပြင်းကိုကြည့်ရင်စဉ်းစားနေပါလေဖြစ်ပွားခဲ့တဲ့တိုက်ပွဲရဲ့ပြင်းထန်မှုကိုသူကမြင်ယုံနိုင်ပါတယ်။ကျင်းကြုံကမဟာမေးရဲ့တက်တရာအမြဲတမ်းမာနကြီးတယ်။ဒီစစ်ပွဲအရင်တော့မီတော့တခင်နဲ့ပတ်သက်တဲ့ကိစ္စကြောင့်ဖြစ်ပွားခဲ့တာစိတ်ဝင်စားစရာပဲ။အရင်တော့မီတော့တခင်ကိုမတော်တဆကူညီမိတာဟာနီငါရဲ့နဖျားလေးပါးခိုင်းကိုဒီလိုအခွင့်အရေးတစ်ခုပေးလိုက်မယ်လို့မထင်တော့ဘူး။ဟွန်လွန်ကတိုက်ပွဲပြင်းပြင်းကိုတီချကြည့်ပြီးရဲ့နောက်လီဟာနေထဲကိုရောက်သွားတဲ့အခါမျက်လုံးတွေကတောက်ပသွားပါတယ်။ဒီကိစ္စကိုကျန်တဲ့တုံယုံနဲ့ဆွေးနွေးရအောင်။ ငါရဲ့နဖျားလေးပါခိုင်းရဒီနေ့ကိုအရန်ဝန်ကြောင်းစောင့်မြုံနေခဲ့ရလားချင်းချောင်းဝမာမိတ်တွေရဲ့နောက်ကွယ်ဟာအစင်ကိုချင်းချောင်းရဲ့ဂျိုဟာဝင်ရောက်စဖတ်မလားဆိုတာတော့မသိဘူးသူတို့ကချင်းချောင်းဝမာမိတ်ဖွဲ့ကိုပဲအတိမတ်ပြူတာဟွာလွန်ကစဉ်းစားရင်တဖြည်းဖြည်းနဲ့ပြတ်ကွက်သွားပါတယ်အလောင်းခိုင်းရလေဒီကိစ္စကိုစဉ်းစားနေမှာကောင်းကင်တခွင်ရဲ့ရောက်ရှိလာမှုကမဟာမိတ်တက်တွေထဲကတိုက်ပွဲကိုပြပြစီတယ်ဝယ်လင်းကလည်းရှိနေသေးတယ်အဲ့ကောင်လေးကအရန်ဝန်တော်တယ်သူကိုတိုက်ပွဲမှာပအောင်ခွင့်ပေးမယ်ဆိုရင်ငါရဲ့နဖျားလေးပါခိုင်းအတွက်ရှေ့တန်းစစ်တီတယောက်ဖြစ်လာလိမ့်မယ်မိတော့တခင်ရဲ့ချင်းချောင်း က်မှုအစင်းနဲ့ဆိုရင်ငါရဲ့အမှတ်သားကိုမြင်နိုင်မှာပဲ။ကောင်းကင်တခွင်ပေါ်ငါရဲ့နှစ်ဖျားလီပါခန်းရဲ့သဘောထားကိုပြသတာလို့လည်းယူဆနိုင်တယ်။ဟွာလွန်ကကျယ်တရဲ့ဂျာမာပြောက်ကွက်သွားတဲ့အခါပြုံးလိုက်ပါတယ်။ဒီတိုက်ပွဲကမလုံလောက်သေးဘူး။ ပို့ပြီးတော့ပြင်ထန်လာပြီးကျင်းကျမှုမာမီဖဲရဲ့တပ်ဖွဲ့ဝင်တွေကိုပုံမူပြီးတော့ကုန်ဆုံးစေရမယ်။ငါတို့နဖျားလေးပါးခိုင်းရအရန်အောင်တိခန့်ခဲ့ရပြီးပြီ။ငါတို့စုဆောင်ထားခဲ့တဲ့အစွမ်းနေရာလေးပောက်ကွဲထွက်ဖို့အတွက်အချိန်တန်ပြီ။ဝဲကြီးရဲ့ထဲမှာအခြားလောကတစ်ခုကရှိနေပါလေ။ထိုရာတော့အဆုံးမရှိတဲ့မှောင်မိုက်တဲ့ကဘာတစ်ခုပါ။အလင်းရောင်ဘာအတန်မှမရှိပါဘူး။ဝိညာဉ်စွမ်းရဲ့မူလစွမ်းရဲ့အနေငယ်မှမရှိပါဘူး။အသက်တွေကထိုနေရာမှာပျောက်ကွယ်လို့နေပါပါပဲ။ ထိုရာတော့ပျက်စီးနေတယ်လေဟာနဲ့ကိုရက်ပါဘာကြောင့်ထိုနေရာမှာရှိနေလဲဆိုတာဘသူကမှမသိပါဘူးလေဟာနဲ့ကအဆုံးမရှိတဲ့ပိုးထွက်အလွာတွေဆိုရင်ထိုရာပိုးထွက်အောက်ကမှောက်မိုက်ချင်းမှာတစ်ချိန်ကအစွမ်းထက်တဲ့ကြီးကျယ်သူတွေကထိုကွန်ရဲရဲ့မူလအဆောက်ကိုရှာဖွေတင်ခဲ့ကြပါတယ်သူကတဲ့နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာထိုကွန်ရဲလူဝတ်ချက်ကိုဘသူကမှမဖော်ထုတ်နိုင်ခဲ့ပါဘူးကြီးကျယ်သူရဲ့ခန္ဓာကိုယ်ကအဆက်မပြတ်အားနေလာပါလိမ့်မယ်မမြင်ရတဲ့စွမ်းအားတစ်ခုကကြီးကျယ်သူနဲ့အဆက်မပြတ်တစိမ့်ခတ်ပြီးကန့်တတ်ထားသလိုပါပဲရှင်တန်ဖို့အတွက်ခက်ခဲပါတယ်ထိုနေရာကကဘာရဲ့မူလစွမ်းအင်းနဲ့အဆက် က်ပြတ်တောက်နေရကြောင်းကျင်းကျန်းသူရဲ့မူလစွမ်းအင်ကတူးလို့လို့ဖြစ်တင်းနေရင်တော့ကွန်ဆုံးသွားမယ့်နှစ်တနည်းရရှိလာပါလိမ့်မယ်။အားနေစေပြီးတစိမ့်ခက်ခန့်ရတဲ့တယောက်မှုအောက်မှာသူတို့အသုံးပြုနိုင်တဲ့ပမာဏကအရင်ဟုတ်မှနေပါပါတယ်။ ထို့ကြောင့်ထိုနေရာကျဉ်းကျဉ်းသူတွေအတွက်တော့တားမြစ်ထားတဲ့နေရာတစ်ခုလိုပါပဲမဟာမိတ်တပ်တွေမှာအဆင့်တန်းတဲ့ကျဉ်းကျဉ်းမှုအဆင့်တစ်ခုထိကိုရောက်နေတဲ့လူတွေရပဲအရင်တုန်းကကောင်းကင်ဘုံနယ်ပယ်အောင်ပြိုကွဲခဲ့ရင်ကောင်းကင်ဘုံတလုံးစီမဲ့ဖိရက်တစ်ခုကထိုနေရာမှာဖြစ်ပေါ်ခဲ့ပြီးကောင်းကင်ဘုံနယ်ပယ်ကိုပျက်စီးလို့နေပါဖြစ်ခဲ့တဲ့ဆိုတာကိုပဲသိကြပါတယ်ထို့ကွန်ရက်မှာအဆုံးရှိမရှိဘယ်သူကမှမသိပါဘူး နိဗ္ဗာန်ဖြစ်စည်းရှင်ရဲ့အစင်းမြင့်ဆုံးကျဉ်ညံ့သူတွေကတော့ထိုနေရာမှာအကြာကြီးစူးစမ်းလို့မရပါဘူး။မူလဆွမ်းရဲ့ဘလောက်ပဲရှိရှိကုန်ဆုံးသွားမယ့်နေ့တနေရာတော့ရှိလာမှာပါ။ထိုကွန်ရက်ကတဘောမူလဆွမ်းရဲ့နဲ့ခွဲထုတ်ဖို့အတွက်ဖယ်စည်းပုံတစ်ခုလိုပါပဲ။ပို့ပြီးတော့နှဆိုင်ရောစူးစမ်းဖို့အတွက်ကျဉ်ညံ့သူတွေကိုတားဆီးပေးထားတဲ့လုံးဝကိုတစိမ့်ခတ်ထားတဲ့လေဟာနယ်တစ်ခုပါပဲ။ဒိုးဝရင်ထိုအရာတကယ်ပဲတဘောမူလဆွမ်းကိုခွဲထုတ်ဖို့ဖယ်စည်းပုံတစ်ခုလားထိုမေကွန်ရဲ့အဖြစ်ကိုဘယ်သူကမှမသိကြပါဘူး။ဒိုးဝရင်လူနိုင်ငံရဲ့စိတ်ထဲမှာယူဆချက်တစ်ခုကကဲယုံနေပါတယ်။မမြင်နိုင်တဲ့ဘေးရနေရဖြစ်လာမှာကိုကြောက်လို့ ို့ထိုယူစားချက်ကိုထိတွေ့ဖို့အတွက်မူရဲကြပါဦးထိုရာတော့ထိုကိုရင်ကတဘာအတိုင်းဖြစ်ပေါ်လာတာမဟုတ်ပဲလူတွေကဖန်တီးထားရပါယခုချိန်မှာလာမင်းဖိမန်စောင်းမှုရဲ့အမခန္ဓာကိုကတော့အရေးမပါတယ်လို့ဖြစ်နေပါတယ်ဝင်ရောက်လာပြီးရဲ့နောက်ကွင်းညွတ်သွားပြီးသူ့ရဲ့ခန္ဓာကိုယ်ထဲကပြင်ပအရာဝတ္ထုအားလုံးကိုဆွေးယူဖို့ကြိုးစားရင်သူ့ရဲ့စွမ်းရည်အားလုံးကိုစူးစိလိုက်ပါတယ်လာမင်းဖိမန်စောင်းမှုရာအဆုံးမရှိတဲ့မှောင်မိုက်ခြင်းနဲ့မှဥတိယမရှိပဲယူလီယာနေပါတယ်ထိုနေရာလူဝတ်ဆန်းကျတဲ့စွမ်းကလာမင်းဖိမန်စောင်းမှုအပေါ်မှာဘာတရားမှုမှမရှိသလိုပါပဲဝလင်းကလာမင်းဖိမန်စောင်းမှုရဲ့ခန္ဓာကို ထဲမှာရှိနေပါတယ်။မိတော့သခင်ကပေးထားတဲ့ကောင်းကင်ဘုံအစိပ်ပိုင်းကိုလည်းကင်နာစေပါ။သူ့ရဲ့နှစ်ဖျားယုံကဖျက်ဆန်းသွားပြီးသူ့ရဲ့အမှတ်သားကိုခြံထားခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲအစိပ်ပိုင်းကနေအော်ဒန်တစ်ခုကထွက်လာပြီးမိုးဂျိုစီချောင်းတစ်ခုကလည်းထွက်လာပါတယ်။မိုးဂျိုစီချောင်းကဝင်လေးရဲ့ရှေ့မှာပြင်ကျဲသွားပါတယ်။မိုးဂျိုက၄ဘက်၄တန်းကိုကွညွတ်သွားတဲ့အခါငွေရောင်ချုံနဲ့မိုးဂျိုသားရဲ့ကပေါ်လာပါတယ်။လယ်ဘေးမှာတန်ဂျိုတစ်ချောင်းနဲ့ခနာကိုမှာလက်ဖွဲ့စာလိုက်တဲ့အများကြီးကိုလည်းခြေဆွဲထားပါတယ်။အနေငယ်ရှုပ်ပွားနေပါတယ်။ငွေရောင်ချုံမှာတော့မတိတဲ့နီးတစ်ခုနဲ့အပေါက်ဖောက်လာပြီးတန်ဝင်းတစ်ခုကိုထည့်ထားပါတယ်။မိတော့သခင်ကပေးတဲ့ တဲ့ကောင်းကင်ဘုံအစိပ်ပိုင်းထဲမှာဒစိမ့်ခတ်ထားတဲ့မူလဝိညာဉ်အပြင်မူโจသားရဲကလည်းရှိပါတယ် မိုးတိုးတားရဲကဝင်လင်းကိုမြင်လိုက်ရတဲ့အခါမျိုးလုံးနဲ့ရမှုန်ပိုင်းသွားပြီးနှစ်ပေါင်းများစွာခန်းစားခဲ့ရတဲ့မတရားမှုအလုံးကပေါက်ကွက်ထွက်လာပါတယ်။ဝင်လင်းကမိုးတိုးတားရဲကိုမတွေ့ရတာနှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ရေရမလားငိုရမလားတော့မသိတော့ပါဘူး။မိုးတိုးတားရဲအသင်ပြင်ကထူးဆန်းလို့နေပါတယ်။မိုးတိုးတားရဲစီကိုခြေလန်းနှင်းငယ်လန်းသွားပြီးငွေရောင်ချိုပေါ်ကတန်ခွင်းကိုကြည့်လိုက်ပါတယ်။လက်နဲ့တန်ခွင်းကိုထိလိုက်မိပါတယ်။ထို့ကြောင့်မိုးတိုးတားရဲမတရားခံရမှုတွေကပိုပြီးတော့ပြင်းထန်လာပြီးတော်တော်လေးအော်လိုက်ပါတယ်။ဝင်လင်းကလည်းပြုံးလိုက်ပြီးတော်တော်လေးပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာမင်းရဒုက္ခရောက်ခဲ့ရပြီ။သူကမိုးโจသားရဲ့ကောက်အောင်မြင်နေတာကိုမြင်လိုက်ရပါတယ်။သူကခံစားခဲ့ရတဲ့ဒုက္ခအလုံးကိုပြပြချင်းတယ်လို့ပါပဲ။ဝယ်လင်းကနှာခေါင်းကိုပုတ်ပြီးမိုးโจသားရဲ့ခေါင်းကိုပုတ်ကပြောလိုက်ပါတယ်။တကယ်တော့မင်းရရန်ကိုကြီးကောင်းနေရ။ထိုအရာနှစ်သိပ်ပေးဖို့အတွက်ရည်ရွယ်တာဖြစ်ဖြစ်မယ်ပြောလိုက်တဲ့အချိန်မှာမိုးโจသားရဲ့ကောက်အောင်မြင်တာရက်သွားပြီးရုတ်တရက်လေပင်ကိုလှည့်ကြည့်လိုက်တာကြောင့်လေပင်ကတန်ကြိုးကတွန့်ခေါက်သွားပါတယ်။ခနာကူပေါ်ကလက်ဖွဲ့စာလိုက်တရလည်းလှောက်ရှားသွားပြီးမျက်လုံးထဲမှာတန်တရားတွေနဲ့ဝယ်လင်းကိုကြည့်လိုက်ပါတယ်။ ဝယ်လင်းရဲ့စကားတွေကိုမတိကျတဲ့ပုံမှာပဲမီရောက်တခင်စီကလည်းအတူတူပဲအချိန်ပုံများစွာအကြံခဲ့ရပါတယ်မီရောက်တခင်ကသူ့ကိုမြင်တိုင်းအလားတူစကားတွေကိုပြောလို့ရှိပါတယ်ဝယ်လင်းကပြောလိုက်ပါတယ်မူဂျိုသားရဲ့ကိုဘလို့နှစ်သိရမလဲဆိုတော့သူကမသိပါဘူးစိတ်ထဲကနေမူဂျိုသားရဲ့ကိုတနာနေမိပါတယ်အထူးသဖြင့်သူ့ရဲ့အသွင်ပြင်ကိုမြင်လိုက်ရတဲ့အခါမှာပါ ဝလင်ကမူโจတာရဲ့ကထွန်နေတဲ့အတွင်ခန်းစားခဲ့ရတဲ့ဒုက္ခတွေကိုအလုံးကိုမြင်အောင်လိုက်ပါတယ်။ဒုဝရင်မူโจတာရဲ့အစွမ်းဝလင်ကိုအန်အသိစေခဲ့ပါတယ်။အရင်အားထောင်းအောင်ပို့ပြီးတော့အကောင်းနေပါသေးတယ်။အခုမူโจတာရဲ့ကသူ့ကိုစိုက်ကြည့်နေရကြောင်းဝလင်ကသူပြောတာအမှန်ပဲဆိုတာပြသဖို့အတွက်ခေါင်းကြီးပြအောင်ပါပဲ။မူโจတာရဲ့မှာတန်တရားတွေရှိနေတော့မယ်ဆိုတော့မြင်တဲ့အခါဝလင်ကတပြင်းကိုခြားလိုက်ပြီးသူ့ရဲ့တုံလောင်အိတ်ကိုထိလိုက်ပါတယ်။ကောင်းကင်ဘုံဓာတ်ကလည်းထွက်လာပြီးလှုပ်ရှားလိုက်တဲ့အခါရှူလီကွာထွက်လာပါတယ်။ဝလင်ကမေမေပေးခင်မှာပဲရှူလီကွာကဝလင်နဲ့ဆက်သွယ်မှုကနေအချိန်တွေကိုသိနေပါ ြီးပေါ်လာပြီးရဲ့နောက်မူဂျိုတာရဲ့ဂျိုဘောကတန်ကွင်းကိုလှုံအောင်လို့ကစားလိုက်မိပါတယ်ပြီးတော့မထိန်နိုင်ပဲခြေလုံးဆွာနေရှင်မောလိုက်ပါတယ်မူဂျိုတာကဒေါသရချင်းနဲ့ဟင်းယောင်းလိုက်တာကြောင့်မူဂျိုရီယာသူ့ရဲ့ခန္ဓာတစ်ခုလုံးဖုံးလွှမ်းသွားပါတယ်အထူးသဖြင့်ငွေရောင်ဦးချုပ်မှာမူဂျိုရီယာဆုပြောက်ပြီးရှူလီကော်စီကိုပြစ်လွတ်လိုက်ပါတယ်ရှူလီကော်ကလည်းကြောက်လန့်နေကြနဲ့အော်ဟစ်လိုက်ပြီးအမြဲမဲ့ဆုတ်ခတ်သွားပါတယ်ဒိုဝါရဲ့မူဂျိုကအရန်ဦးမှမြန်လုံးလာကြောင့်အနေငယ်ထိမှန်သွားပါတယ်ရှူလီကော်ကလည်းတုံရင်ပြီးစိတ်မလောပါနဲ့ငါတန်ကွင်းလေးကိုသဘောကျလို့ထိကျင်းမိတာပါသူကအမြဲပဲပြောလိုက်ပါတယ် ဝယ်လင်းကသူ့ရဲ့ဝိညာဉ်အာရုံနဲ့ပတ်ဝန်းကျင်ကိုစစ်ဆေးပြီးရှူလီကွန်နဲ့မူဂျိုတားအိုက်ကိုလူလူရှူရလိုက်ပါတယ်ဝယ်လင်းကရှူလီကွန်ကိုထွက်လွတ်တာမူဂျိုတားအိုက်ကိုချုံမဖို့ပါဘာလို့ရမလဲဆိုတော့ဝယ်လင်းကတကယ်ကိုမသိပါဘူးရှူလီကွန်နဲ့မူဂျိုတားအိုက်ကဘလို့ပြောဆိုဆက်သွယ်ကြလဲဆိုတာမသိပေမဲ့စကားအနေငယ်ကိုပြောပြီးရဲ့နောက်မှာမူဂျိုတားရဲ့မျက်နှာထားပို့ပြီးတော့ကောင်းမွန်လာပြီးမျက်လုံးထဲကတန်တရားတွေကလည်းတဖြည်းဖြည်းနဲ့ပြောက်ကွက်သွားပါတယ်မကြခင်မှာပဲမျက်လုံးထဲမှာမာနာတွေကပေါ်လာပြီးဟင်းရောက်ရင်ရှူလီကွန်နဲ့ဖျော်ရှင်စွာစကားပြောနေပါတယ် နောက်ဆုံးမှာတော့ရှူလီကောသူ့ရဲ့ကြောပေါ်မှာထိုင်ခွင့်ပေးလိုက်ပြီးတန်ခွင်လေးကိုကင်တွင်နေရအောင်တော့ဂူးမဆိုင်တော့ပါဘူးသူ့ရဲ့ပုံစံကရှင်းန်းနေတဲ့ပုံနဲ့ခန္ဓာကိုယ်ကိုလှုပ်ရမ်းနေပါတယ်ဝယ်လင်းကသူ့ရဲ့ဝိညာဉ်အာရုံကိုယုတ်သိမ်းပြီးထိုးဖြစ်ဖြစ်ကိုမြင်လိုက်ရတော့ရှူလီကောကိုအံ့ဩမိပါတယ်ဝယ်လင်းကဟင်းသာပရာတင်ကြိုင်းမှာအနေရောက်ဓာတ်ကိုထွေတုံးကရှူလီကောမှာထိုးပါရမီရရှိတာကိုသတိထားမိခဲ့ပါတယ်ရှူလီကောကဓာတ်ကိုဘလို့ဖြောင်းဖြားနိုင်ခဲ့လဲဆိုတာမသိပေမဲ့ရှူလီကောနဲ့ကြာကြာတော့ခွဲလို့မရတော့ပါဘူးယခုချိန်မှာရှူလီကောကတန်ခွင်းကိုကင်တွင်စိတ်ထဲမှာမင်းဖိုးရှူလီကောကတကယ်ကိုတော်လို့နေ ဒီသားကြီးကိုချက်ချင်းပဲနိုင်သွားပဲသူကတွင်းနေပါတယ်ကျင်းနှင်းနေတန်ကွင်းကိုအားနည်းနည်းပို့သုံးပြီးဆွဲလိုက်တာကြောင့်မူဂျိုသားကြီးကဒေါသတဲ့ဂျင်းနဲ့ဟင်းအောင်လိုက်ပါတယ်ရှူလီကမူဂျိုသားကြီးကိုညင်သာဆောင်နဲ့ပုတ်ပြီးစကားလေးကိုထပ်ပြောလိုက်ပါတယ်မူဂျိုသားကြီးရဲ့မျက်လုံးလေးကဝင်းလက်တော့ပါလာပြီးခေါင်းကိုလှုပ်ခိုင်းရင်သူကိုယ်သူကြည့်နေပါတယ်အရင်ကမာနကြည့်ပြီးဥပိ္ပခဖြူတတ်တဲ့အမူအရာကလည်းလုံးဝကိုပြောက်ကွက်သွားပါတယ်ထိုအရာအလုံးကိုကြည့်ပြီးဝလင်းကတပြင်းကိုချလိုက်ပါတယ်ကဘာကိုတလုံးစီတဲ့မူဂျိုသားကြီးရဲ့မလျှော့သောအချိန်နဲ့မာနကြည့်ရဲ့ဟင်းတောင်းကိုသူကမှတ်မိနေသေးပါ ိုရတဲ့ယခုမူကြိုးသားကိုကြည့်ရင်အရင်ပုံစံကိုလုံးဝမတွေ့ရတော့ပါဘူး။ထိုမူကြိုးသားကဆည့်ရထားကနေဖြစ်ပေါ်လာတာဖြစ်ကြောင်းခန်းစားမိတာမဟုတ်ရင်ဝလင်းကမှားရင်းတဲ့မူကြိုးသားလုံးတော်ထင်မိမှာပါ။နောင်သားရနေဝလင်းကညာဘက်လောက်ဝင်လိုက်တော့မူကြိုးသားကသူ့ရဲ့တလွန်အိတ်ထဲကိုအလင်းနဲ့တစ်ခုဖြစ်ဝင်သွားပါတယ်။ရှူလီကောကလည်းချက်ချင်းပဲဆုတ်ခေါက်သွားပြီးမျက်နှာမှာချုံမောတဲ့အမူအရာနဲ့သခင်ကျွန်တော်ရှူလီကောကအပြင်ကိုမထွက်ရတာကြာပြီဆိုတော့အထဲကိုပြန်မထည့်ပါနဲ့။ဒီနေရာမှာအန်နီယာကမရှိဘူးဆိုရင်ကျွန်တော်ကိုအားလက်ချိန်လေးလွှတ်ထားပေးပါလား။ ူကပြောလိုက်ပါတယ်ဝလင်ကရှလီကောကိုကြည့်ရင်တင်းငိမ်စွာနဲ့ဒီနေရာမင်းထင်တာအထက်အများကြီးပိုပြီးတော့အနေအများတွေအထဲကိုပြန်ဝင်ဝလင်ကပြောလိုက်ပါတယ်ပြောဆိုနေဝလင်ကလက်ကိုဝင်ရလိုက်ပါတယ်ရှလီကောကဒေါသဖြစ်ပေမဲ့ဘာမှပြောရတာတော့မဟုတ်ပါဘူးတို့ရတဲ့စိတ်ထဲမှာတော့ဆဲဆုံနေပါတယ်အပြင်ဘက်မှာတော့ရှလီကောကဒေါသကိုလုံးဝမပြပါဘူးဝလင်ကသူ့ကိုတော်တော်အိထဲကိုပြန်ထည့်လိုက်ပါတယ်ဝလင်ရဲ့ခန္ဓာကိုယ်ကလာမင်းဖိမန်ဆောင်းမှုရဲ့ကိုယ်ထဲမှာယူလီယာနေပါတယ်သူ့ရဲ့ဝိညာဉ်အာယုံကခန္ဓာကိုယ်ကိုဝင်းရထားပြီးအလွန်အမှသတိထားစွာနဲ့ယူလီယာသွားပါတယ် ူရတဲ့ရက်တက်မသွားပဲရိတ်ဒီပဲကြံနေခဲ့ပါတယ်ဝလင်းကလာမင်းဖိမှန်စောင့်မှုနဲ့အရန်ဦးမရင်းနှီးတာကြောင့်သူသွားခြင်းနဲ့နေရာကိုမစင်စားဘဲနဲ့သွားနိုင်ပါတယ်အရင်အဆွေဝလင်းကဒီလိုမလုပ်နိုင်ပါဘူးအရင်တုန်းကလာမင်းဖိမှန်စောင့်မှုငယ်လေးတွေအများကြီးရရှိပါတယ် ထိုလာမင်းဖိမှန်ဆောင်းမွေငယ်အားလုံးကလည်းတေကုန်ပါပြီ။ရလဲအနေနဲ့လာမင်းဖိမှန်ဆောင်းမွေထဲမှာ NLD အများကြီးကယွန်နေတော့ပါပြီ။ရှေ့ဆက်သွားရင်ဝလင်းရဲ့မျက်နှာထားညှုပ်ငက်နေပါလေ။လာမင်းဖိမှန်ဆောင်းမွေထဲကိုဝင်ရောက်ပြီးတဲ့နောက်ဝေကဲကိုဖျက်သွားတဲ့အချိန်တည်းကတခုခုကမှားရင်းနေတာကိုသတိထားမိခဲ့ပါလေ။အရင်ကထိုနေရာမှာမူလစွမ်းရင်ကတိတ်ပြီးတော့မရှိပေမဲ့အနေငယ်တော့ခံစားရပါလေ။ယခုတော့လုံးဝမခံစားရတော့ပါဘူး။ထို့ကြောင့်သူ့ရဲ့စိတ်တွေကနစ်မြုပ်သွားပါလေ။ထိုအရာတစ်ခုတည်းဆိုရင်တော့ သူကတိတ်ပြီးတော့ဂူးမဆိုင်ပြီမဲ့မူလာဆွမ်းရင်းကိုမခံစားရတဲ့အပြင်သူ့ရဲ့ခန္ဓာကိုယ်ထဲကမူလာဆွမ်းရင်းကပါတယ်ဖြစ်ဖြစ်နဲ့ပျောက်ကွယ်နေပါတယ်ထိုတွေ့ရှိချက်ကသူ့ကိုအလွန်မေုံမတော်လုံးစေပါတယ်သူ့ကိုယ်သူအမြဲပဲစစ်ဆေးလိုက်တော့မူလာဆွမ်းရင်းကပျောက်ကွယ်သွားမှာမဟုတ်ပဲမမြင်ရတဲ့အင်အားတစ်ခုကနှိတ်ကုတ်ထားတာဖြစ်ကြောင်းတွေ့ရှိလိုက်ပါတယ်ထိုနှိတ်ကုတ်မှုကဒစိမ့်တစ်ခုလိုပဲနှိတ်ကွေးသွားပြီမဲ့ထိုနေရာမှာချက်ချာနေပြီဆိုရင်သူ့ရဲ့မူလာဆွမ်းရင်းအလုံးကလုံးဝစိတ်ခတ်သွားပါလိမ့်မယ်ဒါကလာမင်းဖိမတ်စောင့်ဝင်နေမဆိုင်ဘူး လာမင်းဖိမ့်မတ်ဆောင်းမွေရာရှိနေတဲ့နေရာနဲ့ပဲဆိုင်နေလာမင်းဖိမ့်မတ်ဆောင်းမွေရဲ့အတွင်ပိုင်းကဒီလိုဆိုရင်အဖြစ်မှဆိုရင်ငါရဲ့မူလဆိုင်နေရာပို့ပြီးတော့မြင်မြန်ပြောက်ွက်သွားမှာကိုစိုးရင်ရတယ်ဝယ်လင်းရဲ့မျက်လုံးနေရာလေးလက်သွားပြီးညာလက်နဲ့လက်တိဆုပ်ကထိုးချလိုက်ပါတယ်ခနာကြမှာသူ့ရဲ့မျက်လုံးနေရာတောက်ပါလာပါတယ်ရှေးဟောင်းနှဖျားခနာကိုရဲ့စွာကတော့မထိခိုက်ဘူးအဲ့ဒီအတွက်ကြောင့်ဒီနေရာမှာအာသက်ချက်ကိုရနိုင်တယ်ကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကျေးဇူးပဲတို့အားလုံးကျေးဇူးအထူးမင်တရှိပါတယ်